Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီအရာလေးကိုကျွန်တော် ေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီအရကဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဘဏ်အကောင့်တဲကနေပတ်စံတွေကိုခဏခဏဖြတ်ခံရတယ်။ဘယ်နှမှာဖြတ်မှန်းကိုကျွန်တော်မသိတဲ့သူတွေကိုဒီဗီဒီယိုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဘဏ်အကောင့်ကနေပတ်စံဖြတ်သွားတာတွေပတ်စံအခိုးခံရတာတွေအဲ့ဒါတွေကိုသေချာနားလည်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီ screenshot ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကဘာဘယ်ကနေပတ်စံဖြတ်တာလဲဆိုလို့ရှိရင် Facebook Meta's verify Facebook မှာကျွန်တော် blue mark ဝယ်တဲ့နေရာကနေပတ်စံဖြတ်တာတခုရှိရယ်ပြီးရနောက်တစ်ခုကသူကဒီမှာ chat gpt ဝယ်ထားတယ်အဲ့ဒီ chat gpt ဝယ်ထားတာ ਨੇ Facebook blue mark ဝယ်ထားတဲ့ဟာကနေသူကပတ်စံကို အများအားဖြတ်ခံနေရတာဒီဟာကိုကျွန်တော် မပိတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပတ်စံကိုသူတို့ကလာတိုင်းလာတိုင်းဖြတ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီ error လေးကို ကျွန်တော်ဘယ်လိုဖြတ်ရမလဲဘယ်လိုပိတ်ရမလဲ နောက်ပြီးနောက်ပြီးသွားလို့ရှိရင်ပတ်စံထပ်မဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့နေလာလေးကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့စားလိုက်ကြရအောင်။ပထမဆုံးအချက်အနေနဲ့ကျွန်တော်က Play Store ကိုနေရမှာဖြစ်ပါတယ်။ Play Store ကိုတစ်ချက်နှိပ်မယ်။ပြီးရင်ဒီအပေါ်နာလေးမှာရှိတဲ့ profile လေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒီလိုပေါ်လာတဲ့အချိန်မှာဒီတတိယအကြောင်းမြောက်မှာရှိတဲ့ Payment and Subscription ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျ။ဒီအားလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် ဒီ option လေးကိုတွေ့ရမယ်ဒီနေရာမှာ subscription ဆိုတာလေးကိုတစ်ချက်နေလိုက်ဒီ subscription ဆိုတာကကျွန်တော်ကဝယ်ထားတဲ့ဟာတွေကျွန်တော်ရဲ့ bank account နဲ့ချိန်ထားတဲ့ဟာတွေကျွန်တော်ဝယ်ထားတဲ့ဟာဒီဒီကားလေးမှာပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာဆလို့ရှိရင်ကျွန်တော် account ကကျွန်တော်ဝယ်ထားတာဆလို့ရှိရင်အရင်က ကျွန်တော် Telegram လဲဝယ်ထားတယ်ပြီးရင် PicS AI photo editor video ကိုကျွန်တော်ဝယ်ထားတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်လဲ Meta Verify ဝယ်ထားတယ် ဆိုတော့ဒီတုံးခုကနေကျွန်တော်ဟာကပတ်စံဖြစ်နေတာအဲမိတ်ဆွေရဲ့အကောင့်မှာလည်းဒီလိုမျိုးစစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပတ်စံပြန်နေဖြစ်သွားတယ်ဆိုတာတွေတွေတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီအားလေးတွေကိုကိုမတုံးတော့တဲ့ဟာတွေဆိုလို့ရှိရင် remove လုပ်လို့ရတယ်ပြီးရင် အပေါ်မှာဒီအခုလက်ရှိမှာပတ်စံဖြစ်နေတဲ့ active ဖြစ်နေတဲ့ပတ်စံဖြစ်နေတဲ့ဟာကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ဟာက၃ခုရှိတယ် Telegram ရှိတယ် Pic App ရှိတယ် Facebook ရှိတယ် ဒါပေမဲ့ကျွန်တော် Facebook ကမတုံးတော့ဘူး expire ဖြစ်သွားပြီပြီးရင်အပေါ်မှာ Telegram လဲကျွန်တော် cancel လုပ်ပြီးပြီဆိုတော့ကျွန်တော် cancel မလုပ်တာတခုရှိတယ်ဒီ Big S ကိုတစ်ချက်ကြည့်ကြည့်လိုက်ဒီနေရာမှာကျွန်တော်ကတနစ်မှာအင်ဒီယန်ငွေနဲ့145ကိုဖျက်ခံရမှာဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကမလုပ်ချင်တော့ဘူးဒီအရာလေးကိုမတုံးချင်တော့ဘူးဆိုလို့ရှိရင်ဒီအောက်နားလေးမှာရှိတဲ့ cancel subscription ကိုလဲရမှာ ဒီ cancel subscription ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ bank account တွေထဲမှာပတ်စံဖြတ်သွားတဲ့ဟာကိုရပ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီဒီ၃ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်စီမှာမိတ်ဆွေရဲ့ဖုန်းမှာတော့တခြားဟာတွေပေါ်ရှင်ပေါ်လိမ့်မယ်ကျွန်တော်ကတော့ဒီ၃ခုဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စီမှာဒီ၃ခုပေါ်တယ်ဆိုတော့ကျွန်တော်စက်ဝယ်ထားခြင်းနဲ့ပတ်စံထပ်ပြီးတော့ဖြတ်ခြင်းတွေဆိုလို့ရှိရင်ဒီဓာလေးကိုဒီတိုင်းထားမယ်တကယ်လို့ပတ်စံမဖြတ်စီခြင်းတော့ဘူး cancel လုပ်ချင်တယ်ဆိုလို့ရှိရင်ခုနအတိုင်းလေးပဲနှိပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ပတ်စံကိုကျွန်တော်ရဲ့ဘဏ်ကနေအော်တိုဖြတ်တဲ့ပြဿနာလေးကိုဖြေရှင်းလို့ရမှာဖြစ်ပါတယ်ဆိုတော့အလုံးကိုကျေးဇူးတင်ပါတယ်ဒီနီလာလေးကိုမိတ်ဆွေအတွက်အသုံးဝင်တဲ့အစီအစဉ်ပြတယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဆက်လက်အားပေးကြပါအောင်လို့ကျွန်တော်ပြောကြရင်းနဲ့ဒီဒီလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးဒီမှာကျန်လက်ဆုံးပြကြပါမယ်ခင်ဗျာ